အစိုးရရဲ့စစ်ရေးကိစ္စထိတ်တန့်အစဉ်လှည့်ဝက်ဆွေးနွေးမှုတွေက group chat တစ်ခုကနေပေါက်ကြားခဲ့တဲ့အပေါ်စုံစမ်းစစ်ဆေးဖို့ American ထိတ်တန့်အထက်လွှတ်တော်အမတ်တချို့တောင်းဆိုလိုက်ပါတယ်။မတ်လ29ရက်နေ့မှာ Republican နဲ့ Democratic Party နှစ်ရက်လုံးရဲ့အထက်လွှတ်တော်အမတ်တချို့က group chat ပေါက်ကြားမှုအဆက်တကွဲဖြစ်ရတဲ့ကိစ္စအပေါ်ဗန်မလိုက်တဲ့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်ကရေမဲနိုင်ငံအခြေဆိုင်ဟိုတီလက်နက်ကိုင်အင်အားစုတွေကိုအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေမလုပ်ဆောင်ခင်ဒုသမရကာကွယ်ရေးဝန်ကြီးနိုင်ငံသားရေးဝန်ကြီးစတဲ့ထိတ်တန်းအဆင့်အစိုးရအရာရှိတွေဆွေးနွေးခဲ့ကြတဲ့ Signal Group ချက်ထဲ American Journalist တဦးကိုမတော်တဆမှားထည့်မိရာကပြဿနာစခဲ့တာပါ Atlantic Magazine ဟာ March 26ရက်နေ့မှာတော့အဲ့ဒီ group chat ထဲမှာဆွေးနွေးပြောဆိုထားတဲ့ screenshot တွေကိုထုတ်ပြန်ခဲ့ပြီး Impure ကလည်းအမှားအယွင်းတစ်ခုဖြစ်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။အဲ့ဒီနောက်အရေးကြီးတဲ့ထိတ်တန့်အဆင့်စစ်ရေးလှုပ်ဝက်ချက်တွေကိုသတ်မှတ်ထားတဲ့ channel တွေမှာမဆွေးနွေးဘဲအရက်သုံး application တစ်ခုမှာဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ဥပဒေအရအပြည့်ရှိမရှိစုံစမ်းတင်ကြောင်းတောင်းဆိုမှုတွေထွက်ပေါ်လာတာပါ။မတ်လ29ရက်နေ့မှာတော့ Republican Party အမတ် Roger Wisca နဲ့ Democratic Party အမတ် Jack Rito ဟာပင်တဂွန်စစ်ဌာနချုပ်ရဲ့စောင့်ကြည့်ရေးအဖွဲ့ရေးစီစာရေးသားပြီးလိုအပ်တဲ့စုံစမ်းမှုတွေလှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီစာထဲမှာတော့ပင်တကွန်ရဲ့အမှုစစ်အရာရှိချုပ်အနေနဲ့ဖြစ်စဉ်ရဲ့အချက်အလက်တွေတက်ရောက်မှုတွေကိုတေချာစစ်ဆေးလေ့လာပေးဖို့တောင်းဆိုထားတာပါအထူးသဖြင့်ထိတ်တန့်လျှို့ဝှက်အဆင့်အကြောင်းအရာတွေကိုမလျော်ကန်တဲ့နေရာမှာဆွေးနွေးပြီးဝေမျှခဲ့သလားဆိုတာကိုအစွဲကင်းကင်းစစ်ဆေးပေးဖို့အဲ့ဒီအမတ်တွေကပြောပါတယ်ဝက်စကာကအခုလိုမျိုးအရန်ထိလွယ်လျှောက်လွယ်ဖြစ်နိုင်တဲ့ကိစ္စတွေကိုတရားဝင်မဟုတ်တဲ့လုံခြုံရေးအာမခံချက်မရှိတဲ့နေရာတစ်ခုမှာဆွေးနွေးခဲ့တယ်ဆိုတဲ့အချက်ကနားလည်ပေးဖို့ခက်ကြောင်း ပြောဆိုထားတဲ့အကြောင်းအရာတွေကိုကြည့်ရင်ထိတ်တန့်လျှို့ဝှက်အဆင့်လို့သူ့အနေနဲ့တေချာပေါက်သတ်မှတ်မှာဖြစ်ကြောင်းမှတ်ချက်ပေးသွားပါရယ် Atlantic Magazine ရဲ့ Editor ချုပ်ကို Group Chat ထဲမှာထည့်မိတဲ့ American အစိုးရအမျိုးသားလုံခြုံရေးအကြံပေး Mike Walsh ကအခုကိစ္စအတွက်သူ့မှာတာဝန်ရှိကြောင်းဝန်ခံခဲ့ပြီး Imperial ပြန်ကြားရေးအရာရှိကလည်းအခုကိစ္စကိုအမှားတစ်ခုမဟုတ်ဘူးလို့ညင်းလို့မရကြောင်းပြောပါရယ် အမေရိကန်ရှင်းနေချုပ်ကတော့ဒီပေါက်ကြားမှုဟာရာဇဝတ်ကြောင့်ဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေအထိခံရနိုင်ခြေရှိတယ်လို့မှတ်ချက်ပေးသွားပါတယ်ရှင်။